မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာတော့ကျွန်တော် Python data type အမျိုးအစားတွေမှာတစ်မျိုးဖြစ်တဲ့ no lit data type အကြောင်းကိုကျွန်တော်ဆွံ့နှွေးသွားမှာပဲဖြစ်ပါတယ် lit data type ကကျွန်တော်တို့ကြောင်းလင်းနိုင်တဲ့ data အမျိုးအစားဖြစ်ပါတယ်သူ့ကိုဘယ်လိုခေါ်လဲဆိုရင် new table အမျိုးအစားထဲမှာပါပါတယ်ဟုတ်ပြီ no lit data type ကို no ဘယ်လိုရေးမလဲဆိုရင် lit data type ကို no ရေးရင်သူ့ကို no ၄၄000ဝင်နေတဲ့ no ရေးရတယ် ဒီ a equal 4000ဝင်လို့ပြောလိုက်ပြီးတော့နော် lit data type အမျိုးအစားဖြစ်သွားပြီဒါပေမဲ့သူကတန်ဖိုးတွေဘာမှမရှိသေးပါဘူးအမျိုးအစားကျွန်တော်စစ်ချင်တယ်ဆိုရင်ဟို print နဲ့ typeb type a ဆိုပြီးတော့ကျွန်တော်စစ်လို့ရပါတယ်ဟို program လေးကိုတော့ run ကြည့်လိုက်မယ်ဆိုရင်ဟိုဒီမှာဆိုရင် lit ဆိုပြီးတော့ဟိုပဲဖြစ်နေမှာဖြစ်ပါဟိုဒီ lit data type ထဲမှာကျွန်တော်တို့ဘာတွေထည့်နိုင်လဲဆိုရင် data type မည်သည့် data type မှာဆိုထည့်လို့ရပါတယ်เนาะဒီမှာဆိုရင် a ဆိုပြီးတော့ပေးထားတယ်ဒီမှာ apple banana ဆိုပြီးတော့เนาะဒီအမျိုးအစားတွေကเนาะဘာမျိုးအစားတွေလဲဆိုရင်ကျွန်တော်တို့အဲ့ဒါ string အမျိုးအစားတွေဖြစ်ပါတယ်နောက်ထပ်ဒီမှာဆိုလဲ lit data type မျိုးအစားပါဒီမှာဆိုလဲခန်းန်းတွေပါ integer အမျိုးအစားတွေဖြစ်ပါတယ်เนาะဒီမှာလဲ c ဆိုပြီးတော့ပေးလိုက်တယ် integer အမျိုးအစားဖြစ်မယ်ဒီမှာဆိုရင်ဟို string မျိုးအစားဖြစ်မယ် string မျိုးအစားဖြစ်မဖြစ်เนาะဘယ်လိုသိနိုင်မလဲဆိုတော့ဒီ ဟိုကော်မာအဖွင့်ပိတ်ဟိုပါရမှာမယ်တခုတော့မဟုတ်နောက်ခုကော်မာဖွင့်ပိတ်ပါရမယ်ဒီမှာဆိုရင် နောက်ထပ်လက်အမျိုးအစားတစ်ခုကိုတော့မှထပ်ပြီးတော့ထည့်ထားဖြစ်ပါတယ်ဒီမှာဆိုရင် orange ဆိုတဲ့ string မျိုးအစားဖြစ်ပါဟုတ်ပြီနော်ဒီဥပမာလေးကိုနော်ကြည့်ကြည့်လိုက်အောင်နော်ဒီဒီဥပမာလေးမှာကျွန်တော် a ကလက်အမျိုးအစားဖြစ်တယ်ဟုတ်ပြီသူ့ရဲ့တန်ဖိုးတွေကိုကျွန်တော်တို့က print ထုတ်မှာ crn နေ print ပူပိုင်ပြီးတိုက်ဘာမျိုးစားလဲသိချင်အေးဆိုပြီးထုတ်လိုက်မယ်ပြီးသွားရင် A ကိုကျွန်တော်တို့ print ထုတ်လိုက်မယ်နော် program လေးကို no run လိုက်မယ်ဒီမှာဆိုရင်တော့ဘာပေါ်လာမလဲ net အမျိုးစားဆိုပြီးပေါ်လာမယ်ပြီးသွားရင်ကျွန်တော်တို့သူ့ရဲ့ net ကြီးပေါ်လာမယ်အဲ့နေရာမှာကျွန်တော်တို့ရှိရ net ထဲမှာကျွန်တော်တင်ထားတဲ့သုံးပုံလိုချင်တယ်ဆိုရင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုပြီးတော့ပြောပြောမယ်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့က CRN နေ print A လစ်နံပါတ်ပေါင်း A A ရဲ့ကျွန်တော်တို့က1ဆိုပြီးတော့ကြီးရမှာပါအဲ့ဒါဆိုရင်ကျွန်တော်ဘာထွက်လာမလဲလို့ကြည့်ကြ3ထွက်လာဟုတ်ပြီဒါဆိုသူ့ရဲ့သိန်းဆေးပုံကဘယ်လိုလဲလဲဆိုရင်ကျွန်တော်တို့ကသူ့ရဲ့သိန်းဆေးပုံကလစ်တွေကိုကျွန်တော်တို့ကအင်တာနက်ခေါ်ရပါဥပမာကျွန်တော်ပထမဆုံး element ကိုလိုချင်တုံည1 2 3 4ဆိုပြီးတော့ရှိပါတယ်တကယ်လို့ကျွန်တော် A A3 လို့ရေးပြီဆိုရင်ကျွန်တော် hello ဆိုပြီးတော့ကျွန်တော်ကပေါ်လာမှာပဲဖြစ်ပါ ဟုတ်ပြီကျွန်တော်ကဒီမှာ CRN နေ print A3 လို့ကျွန်တော်ရေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ကဘာပေါ်လာမလဲဆိုရင် hello ဆိုပြီးတော့ကျွန်တော်တို့ပေါ်လာမှာပဲဖြစ်ပါဒီနေရာမှာကျွန်တော်သူ့ကို print နဲ့ထုတ်လို့ရတာမဟုတ်ပါဘူးသူ့ index ကနေပြီးတော့သူ့ရဲ့တန်ဖိုးကိုခေါ်လို့ရတယ်လို့အဲ့ဒီတန်ဖိုးကိုလည်းကျွန်တော်ပြောင်းလဲလို့ရပါဥပမာကျွန်တော်က လက်ထဲမှာရှိတဲ့အင်တာနက်ရဲ့တန်ဖိုးက9အဲ့ဒီ9ကိုကျွန်တော်900လို့ပြောင်းနေတယ်ဆိုရင်ကျွန်တော် a 2 no equal to ဆိုပြီးတော့ကျွန်တော်က900လို့ရေးမယ်ဟုတ်ပြီကျွန်တော်ပြောင်းမပြောင်းကျွန်တော်သိရင်ဒီလက်ကိုကျွန်တော် print ပြန်ထုတ်ရမှာဖြစ်ပါဟုတ်ပြီကျွန်တော်အပေါ်ကနေပြီးတော့နည်းနည်းလေးသိတာထင်ရှားအောင်ကျွန်တော်3ဆိုပြီးတော့ no ရေးလိုက်မယ်ပြီးတော့ no run လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့မြင်တာထင်တာရှိပါ 13500ဆိုပြီးတော့ဖြတ်သွားကျွန်တော်တို့ဒီမှာ135 5ကနေပြီးတော့900ဖြတ်သွားတယ်နောက်ကဟာတွေကတော့ပြောင်းလဲမှုမရှိဘူးအမှလစ်ထဲကတန်မိုးတွေကိုခေါ်ခြင်းကျွန်တော်အင်တာနက်ခေါ်ရတယ်အဲ့အင်တာတန်မိုးတွေကိုလည်းကျွန်တော်တို့ကအင်တက်ကနေတဆင့်ကြောင်းလဲလို့ရပါတယ်ဟုတ်ပြီကျွန်တော်အင်တက်တွေကိုကျွန်တော်တို့ကရှေ့ရနေစရည်မယ်ဆိုရင်တော့3 1 2 3 လေးဆိုပြီးသူ့ရှိတကယ်လို့ကျွန်တော်နောက်ကဂိမ်းကို နောက်ခဂိမ်းရနေစပြီးတော့ကြီးလိုချင်နေဆိုရင်ကျွန်တော် -1 -2 -3 -4 ဆိုပြီးတော့စဉ်တိုင်းရှိမှာပါဒီမှာဆိုရင်ကျွန်တော်ဘာလို့ပြောချင်လဲဆိုတော့တကယ်လို့ a -1 လို့ပြောလိုက်တာ ਨੇ သူကဘာတန်မိုးလေးရနိုင်မလဲဆိုရင်ဟို30.98 ျွန်တော်တို့ကထွက်လာမှာပါဆိုတော့ a minus 1နဲ့ a minus 1နဲ့ကျွန်တော် a 4နဲ့ကသူကတူတူပါပဲဟိုအခေါ်ဝေါ်လေးပဲ꿰သွားပါသူကတန်ဖိုးခြင်းကတော့တော့တူတူပါပဲဒီမှာဆိုရင်ဒီပုံစံလေးကိုကျွန်တော် program မှာကျွန်တော် run ကြည့်လိုက်ရဟုတ်ပြီကျွန်တော် PRN နေ print ကျွန်တော်တို့က a ကျွန်တော်4လို့ရေးလိုက်မယ်အဲ့ဒါဆိုရင်တော့ဘာထွက်ရမလဲဆိုရင်ကျွန်တော်တို့က 30 30.68ခွန်ထွက်အောင်နော်ဒီမှာ30.68ခွန်ထွက်အောင်အဲ့မှာပဲကျွန်တော် print a -1 လို့ရေးမယ်ဆိုရင်နောက်ဆုံးဂိမ်းမှာသူလဲ30.68ခွန်ပဲထွက်အောင်ဖြစ်ပါဟုတ်ပြီကျွန်တော်ဒီ program လေးကိုကျွန်တော် run ကြည့်လိုက်အောင်နော်ဒီမှာဆိုရင်30.68ခွန်30.68ခွန်ထွက် ဟုတ်ပြီတကယ်လို့ကျွန်တော်က minus 3လို့ရေးလိုက်မှာဆိုရင်တော့ဘာထွက်မလဲဆိုရင်ကျွန်တော်ဒီနေရာမှာဆိုရင်ကျွန်တော် fight ထွက်သွားမှာဖြစ်ပါ fight ထွက်မှာဒီ minus a minus 3လို့ရေးလို့လည်းရသလိုကျွန်တော်တို့ကဘလို့လဲထပ်ရေးလို့ရလဲဒီကောင်ဆိုရင်ကျွန်တော် fight ဖြစ်သွားမှာတကယ်လို့ကျွန်တော် fight ပြန်ထွက်ခြင်းလဲ print ရှေ့ရစမယ်ဆို a တော့2ဆိုပြီးတော့ရေးရင်လဲကျွန်တော်တို့ဒါဘာပဲထွက်မှာလဲဆိုရင် 5ပဲထွက်มาဖြစ်ပါတယ်။ကျွန်တော်တခြား data type ကနေပြီးတော့ lit data type ကြောင်းလာကိုကျွန်တော်ကြည့်လိုက်ရအောင်။ဒီဥပမာလေးမှာဆိုရင်ကျွန်တော်တို့က a က aa ဆိုပြီးတော့ကျွန်တော်ပေးလိုက်တယ်။ဟိုမျိုးစားတစ်ခုပါ။အဲ့ဒီမျိုးစားဟိုလက်သေးကွင်းလေးနဲ့ရေးတာပါ။အဲ့ဒါဘာမျိုးစားလဲဆိုရင်တပယ်မျိုးစားဖြစ်ပါ။တပယ်မျိုးစားနေပြီးတော့ lit ကိုကြောင်းနေတယ်ဆိုရင်ကျွန်တော် lit ကွင်းစားကွင်းပိနဲ့ aa ဆိုပြီးတော့ရေးလိုက်ပါ။ဟုတ်ပြီတော့ဒီဥပမာလေးတွေကိုကျွန်တော်ဒီမှာကြည့်ကြည့်လိုက်ရအောင်။ တော့ဒီမဲ့အချိန် Twitter ထဲအနေနဲ့တော့ interactive mode မှာပဲကျွန်တော်ရေးလိုက်ပါမယ်။ပိုင်တုံးလို့ကျွန်တော်ရေးလိုက်မယ်။ AA ညီညာချင်းကျွန်တော်1 2 3 4 5ရေးလိုက်။ဒီအမျိုးအစားဘာမျိုးအစားလဲဆိုရင်ကျွန်တော်သိချင် AA ဆိုပြီးရေးလိုက်ရင်တော့တာပယ်မျိုးအစားပါ။ဟုတ်ပြီ။တာပယ်မျိုးအစားနေကျွန်တော်လင်မျိုးအစားပြောင်းနေမယ်ဆိုရင်တော့ ANS လို့ရေးလိုက်မယ်။ရေးပြီးတော့ NISD link ဆိုပြီးတော့ကျွန်တော်ခွင့်စာကွန်မြူနတီ AA လို့ရေးလိုက်မယ်ဆိုရင် ဟိုလေအမျိုးအစားဖြစ်ပါလေအမျိုးအစားဖြစ်ကြောင်းတော့ဒီမှာဟို၄000ဝင်ဖြစ်နေပါတယ်เนาะအဲ့လေမျိုးအစားပါဟုတ်ပြီကျွန်တော်တေချာတော့အောင်ကျွန်တော်ကမျိုးအစားတိကျနေဆိုရင် B1 B ဒါအဲ့လိုရေးလိုက်နေဆိုရင်ဟိုလေမျိုးအစားဖြစ်သွားပါဟုတ်ပြီเนาะနောက်ထပ်ဘာမျိုးအစားတွေနဲ့ကြောင်းလဲဆိုတော့နောက်ထပ်ပိုင်းပေါ်မှာရှိတဲ့တာပယ်မျိုးအစားပြင်ကျွန်တော်တို့ဆက်အမျိုးအစားရှိပါကြံမျိုးစားကြံသူ့ကိုဘယ်လိုရေးလဲဆိုတော့တွန်းခွင်းလေးနဲ့ရေးပါနော်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 ိုးဆိုပြီးတော့ရေးလိုက်မယ်သူ့မှာလည်းသူအမျိုးအစားတိုင်းမှာသူ့ရဲ့ထူးခြားချက်တွေရှိပါသူ့ကိုကျွန်တော်ကအမျိုးအစားပြောင်းနေလစ် A ဆိုပြီးတော့ရေးလိုက်တာနဲ့ကျွန်တော်သူကမအမျိုးအစားဖြစ်သွားမလဲဆိုရင်တော့လစ်အမျိုးအစားပဲဟိုပြန်ဖြစ်သွားမှာဖြစ်ပါတော့ဒီမှာဆိုရင်လည်းကျွန်တော်တို့ dictionary ရနေလေကျွန်တော်တို့လက်အမျိုးအစားပြောင်းလို့ရပါကျွန်တော်ဒီကဆိုရင် dictionary အမျိုးအစားပါဟုတ်ပြီကျွန်တော် and ညာချင်းဒီလက် DIC ဒီဆိုပြီးကျွန်တော်ပြလိုက်မယ်ဆိုရင် and hello 12တွေထွက်လာပါတယ်။ dictionary အမျိုးအစားကနေပြီးတော့လေအမျိုးအစားပြောင်းရင် dictionary မှာရှိတဲ့ key တွေမှန်သမျှကလေအမျိုးအစားပြောင်းသွားမှာပဲဖြစ်ပါတယ်။ဟုတ်ပြီနောက်ထပ်အမျိုးအစားတစ်ခုနေတော့ no string မျိုးစားပါ s is equal to no an hello လို့ပြလိုက်မယ်။ဒါဆို s က string မျိုးစားပါဟုတ်ပြီအဲ့တော့အဲ့ဒီ string မျိုးစားနေပြီးတော့ link မျိုးစားတော့ပြောင်းလိုက်မယ်ဆိုရင် ကျွန်တော်ဘာဖြစ်မလဲဆိုရင်လင်အမျိုးအစားပြောင်းလိုက်မယ်ဆိုရင်ကျွန်တော်သူ့တလုံးချင်းတွေကကျွန်တော်လင်အမျိုးအစားတဲ့ကျွန်တော်ဝင်သွားမှာဖြစ်ပါလေ။ကျွန်တော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ A ဆိုပြီးတော့ကျွန်တော်ငားပေးလိုက်မယ်။အဲ့ဒီ integer ငားကနေပြီးတော့လင်အမျိုးအစားပြောင်းလို့ရလားကျွန်တော်ပြောင်းယူလိုက်မယ်။အဲ့မှာကျွန်တော် ANS ဆိုပေးလိုက်မယ်။လင်ကျွန်တော်ဘာလဲ A လို့ပေးလိုက်မယ်ဆိုရင်ကျွန်တော် error တက်သွားပါ။ error တက်သွား ဒီအဲ့ဒါကဘာလဲဆိုရင်ကျွန်တော် in object ကတဲ့ in not either တွေပဲတဲ့ either တွေပဲ object မဟုတ်လို့ either တွေပဲမဟုတ်လို့ကြောင်းလို့မရပါဘူးလို့ပြောနေပါဟုတ်ပြီကျွန်တော် list အမျိုးအစားကဘာမျိုးအစားလဲဆိုရင် either တွေပဲအမျိုးအစားဖြစ်ပါတယ် either တွေပဲမျိုးအစားဆိုတာကျွန်တော်ချိန်ကပြောခဲ့သလိုပဲကျွန်တော် for for နဲ့တွဲပြီးတော့သုံးလို့ရတဲ့အမျိုးအစားတွေက either တွေပဲတွေပါဟိုတူမှာရှိတဲ့ တံမိုးတွေတစ်လုံးချင်းဖြုတ်ယူလို့ရတာကျန်းမာရေးအဖြစ်အဲ့ဒါအီတာလီပဲ project တွေဖြစ်ပါတယ်ကျွန်တော်ဆွေးနွေးကြင်တာတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ